အင်္ဂလန်အသင်းကောင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့ဘူးတဲ့စတီဗင်ဂျရက်ကလည်းရွှေအောင်မျိုးဆက်အင်္ဂလန်အသင်းကြာရှုံးခဲ့ခြင်းဟာသူတို့ကြားထဲကအတ္တတွေကြောင့်ဖြစ်တယ်ဆိုပြီးတော့ Rio Ferdinand နဲ့အင်တာဗျူးမှာဝန်ခံပြောကြားလိုက်ပါတယ်အဲ့တော့ဒီအင်္ဂလန်အသင်းရွှေရောင်မျိုးဆက်အင်္ဂလန်အသင်းနဲ့ပတ်သက်ပြီးတော့စတီဗင်ဂျရက်အပါအဝင်ရွှေရောင်မျိုးဆက်ကစားသမားတွေရဲ့သုံးသက်ချက်တွေဘယ်လိုရှိမလဲ။ဘာတွေဖြစ်ခဲ့တယ်လဲဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်စီဗင်ဂျရက်ကရွှေရောင်မျိုးဆက်အင်္ဂလန်အသင်းကြာရှုံးရခြင်းမှာသူတို့တွေရဲ့အတ္တတွေကြောင့်ဖြစ်တယ်ဆိုပြီးတော့သုံးသပ်ပြောကြားလိုက်တယ်ပေါ့နော်အဲ့တော့ရီယိုဖာဒီနန်ရဲ့တင်ဆက်နေကြသူရဲ့ YouTube channel သူရဲ့ဒီနာမည်ကျော်ကစားသမားဟောင်းနေတဲ့တွစ်ဆုံမှုအစီအစဉ်မှာဒါဆွေးနွေးပြောကြားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးပြောကြတာစတီဗင်ဂျယ်ရက်ကနောက်ဆုံးကစားသမား ဖြစ်လာတယ်ပထမဆုံးကစားသမားကရီယိုဖာဒီနန် 2018ခုနှစ်တော့ပြောခဲ့တာပေါ့နော်အဲ့တော့သစန်းသတင်းစာမှာပါလာခဲ့တယ်ရူဖိုင်နန်ကဒါသူတို့ရဲ့အင်္ဂလန်အသင်းရွှေရောင်မျိုးဆက်အင်္ဂလန်အသင်းရဲ့ကြာဆုံးမှုမှာကစားသမားတွေကြားတဲ့ကအတအားပြိုင်မှုတွေပြီးတော့ကလပ်အသင်းကပြိုင်ဆိုင်မှုတွေကိုနိုင်ငံအသင်းတဲထိယူလာမှုတွေပါဝင်တယ်ဆိုပြီးတော့ဒါပြောခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းကိုဒါ11ကျွန်တော်ရောက်ခါစားအချိန်တွေပေါ့လေအဲ့တော့ကကိုကျော်ရင်ရေးခဲ့တဲ့စောင်းမတဲ့ပုံပေါ့နော်ကိုကျော်ရင်ဆိုတာကနာမည်ကျော်စောင်းမရှင်ပဲ နောက်ပိုင်းမှာ Amazon ထုံးဆိုတဲ့နာမည်နဲ့လည်းရေးတယ်ပေါ့နော်အဲ့တော့ကိုကျော်ရင်ရေးခဲ့တဲ့စာအုပ်မကိုကျွန်တော်လုံးဝမှတ်မိနေသေးတယ်။ The Sun ရဲ့မူရင်း interview ကိုလည်းလုံးဝမှတ်မိနေသေးတယ်ပေါ့နော်။ Rio Ferdinand ဒီအကြောင်းတွေကိုစတင်ပြီးတော့ပြောကြားခဲ့တာ။အဲ့တော့ဒီကြားထဲမှာလည်းဒါ Terry တို့ Lampard တို့ Michael Owen တို့သူတို့လည်းသူတို့အကြောင်းမျိုးမျိုးတင်ပြထားတာတွေရှိတယ်။အဲ့အကြောင်းတွေအကုန်လုံးပါဝင်တယ်ပေါ့။အကြောင်းရင်းတစ်ခုတည်းအကြောင်းတော့မဟုတ်ဘူး။အတ္တတွေကြီးခဲ့လို့ဆိုတဲ့အကြောင်းရင်းတစ်ခုတည်းအကြောင်းတော့မဟုတ်ဘူး။ အဲ့မဲ့ဒီအကြောင်းကအင်္ဂလန်အသင်းဘာဖြစ်လို့ click မဖြစ်လဲဆိုတော့ဖြည့်ရှင်းချက်တခုတော့ဖြစ်နေတယ်ဗောနော်အဲ့တော့ Steven Gerrard ပြောသားတာကသူတို့ဟာ we all are egotistical losers ဆိုပြီးတော့သူ ပြောသွားတယ်ဗောနော်အဲ့ဒီအတအားပြိုင်မှုတွေဂျားတွေကနေရှုံနေသွားရတဲ့ကစားသမားများဗောလေအဲ့တော့ဒီ तू သုံးလုံးသွားတဲ့စကားတွေထဲမှာဆိုရင် तू ပြောသွားခဲ့တယ်ဗောနော်ကျွန်တော်တို့အနေနဲ့အခု TV show တွေကိုကြည့်လိုက် Jimmy Carragher နဲ့ ဒီ post course နဲ့ရှင်တွဲပြီးတော့ဒါပြောဆိုနေကြတယ်ပျော်ပျော်ရွှင်ရွှင်နင်းနီကက်ကက်ရင်းရင်းနီနီပြောဆိုကြတယ်ခါရီကန်နဲ့ဂရီနာဘေးဆိုလည်းကြည်လိုက်လောကတငယ်ချင်းတွေလိုပဲတငယ်ချင်းအတိုင်းပဲလောကရှင်နီချစ်ခင်စွာရှိနေကြတယ်ပေါ့နော်အခုငါနဲ့မင်းနဲ့ဒါပြောတာကဖာဒီနန်နဲ့ဂျော်ဒန်နဲ့ပေါ့နော်အဲသူတို့နှစ်ယောက်ငါတို့လည်းကြည်လိုက်ငါတို့ဒါနှစ်ပေါင်းမြောက်သောရင်းနီလာတဲ့လူတွေလိုတကယ်လို့တငယ်ချင်းရင်းချရီလိုမျိုးဆက်သွယ်ပြောဆိုနေနိုင်ကြတယ်ရင်းရင်းနီနီနိုင်ကြတယ် အရင်တော့ကငါတို့ပြန်ကြည့်လိုက်ငါတို့စီမှာအဲ့လိုမျိုးလုံးဝမရှိခဲ့ဘူးဆိုပြီးတော့စတီဗင်ဂျော်ရက်ကပြောခဲ့တယ်တကယ်လဲမှန်ကန်တယ်ပေါ့နော်သူအုပ်စုနဲ့သူသူအုပ်စုဖြစ်နေတာပေါ့အဲ့တော့အဲ့ဒီအချိန်တော့ငါဆိုရင်ဒါမန်ချက်စတာယူနိုက်တက်အုပ်စုမန်ချက်စတာယူနိုက်တက်အုပ်စုမှာကဒါ post school ဆိုပါတယ်ဒါအစဉ်အဆက်ပေါ့နော်2002 2004 2006 3ခုကိုဆက်ပြောရမှာဆိုရင် post school ဆိုပါတယ်ဒါ2002တော့ဆိုတော့ Nicky Bat ပါလိမ့်မယ်အဲ့ဒါ David Beckham ပါတယ်ငါတို့က Wayne Rooney ကိုပါမယ်ခဲ့ Carrick တို့ပါတယ်အဲ့ Gary Neville အစရှိတဲ့ဖြစ်ပေါ့သူအုပ်စု Ferdinand သူအုပ်စုသူစု Chelsea မှာကျတော့ Ashley Cole, Frank Lampard, John Terry အစရှိတဲ့ Joel Cole အစရှိတဲ့အုပ်စုပေါ့နော်အဲပြီးတော့ဒီ Liverpool အသင်း Liverpool အသင်းမှာ Jimmy Carragher နဲ့အာပြီးတော့ဒီ Steven Gerrard ပြီးတော့ဒီ Liverpool ဘောင်းတွေဖြစ်ခဲ့ကြတဲ့ Emily Haskey နဲ့ Michael Owen အစရှိတဲ့အုပ်စုတွေပေါ့ Arsenal အသင်းကတော့ Sokan ပဲပါဝင်နေပေါ့နော်အဲ့လိုမျိုးခုန Chelsea, Manchester United, Liverpool တို့ကြားတွေက အပြိုင်မှုတွေအထူးသဖြင့် Manchester United နဲ့ Chelsea ကတိုက်တဲ့ contender အသေးအသက်အပြိုင်နေရတဲ့အချိန်ပြီးတော့ Liverpool နဲ့ Manchester United ကြတော့တကယ်ခါတီးပြိုင်ဘက်တကယ်ခါခါတူတူပြိုင်ဘက်တွေအဲခါခါတူတူပြိုင်ဘက်တွေဖြစ်တဲ့အထဲမှာကိုမဂျရန်နဲ့ Carragher ကအင်တာမတ်စိတ်သက်ပြင်းတယ် Liverpool စိတ်သက်ပြင်းတယ်တကယ် Liverpool အသွေးအသားပိုင်ရှင်တယ် Manchester United ဘက်မှာလည်း Manchester United အသွေးအသားပိုင်ရှင်တယ် David Beckham တို့ Gary Neville တို့ Paul Scholes တို့အဲ့တော့အဲ့ဒီ ဘွန်းနေအဲ့အသင်းတင်းဆိုတာအဲ့ဘွန်းနေချိတ်ဆက်မိနေရမယ် cohesion ဖြစ်နေရမယ်အင်္ဂလန်အသင်းကဒီကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအပြင် connection လုံးဝမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဒီအကြောင်းတွေကိုဒါ Ferdinand စပြောကြတဲ့ကဒါကျွန်တော်အနေနဲ့လေအခါအားလျော်စွာစောင်းမမျိုးစုံမှာပြီးတော့ကျွန်တော်ရဲ့ content မျိုးစုံမှာကျွန်တော်ထည့်သွင်းတင်ဆက်ခဲ့တယ်ပေါ့အခု Jared ကပါထပ်ပြောတယ်ဆိုတော့ကျွန်တော်တို့ကဒါကြီးဒီတက်ပို့ခိုင်းမှာလားမရှိတော့သူတို့ကိုယ်တိုင်ပြောပြနေရသူတို့ဒီ ဥပမာမျိုးစုံနဲ့သူတို့ဖြစ်ခဲ့တဲ့အနေအထားလေးနဲ့သူတို့တင်ပြတာတော်တော်လေးလေးအဲကျွန်တော်တို့သွားပြီးတော့တွေးခေါ်ကြည့်လို့ရတယ်ပုံဖော်ကြည့်လို့ရတယ်ပေါ့နော်အဲဒီရဲ့အဝတ်လဲကန်အကျွန်တော်ဆိုရင် तू အဝတ်လဲကန်မှာနေရတယ် तू မကြိုက်ဘူးဆိုတဲ့အကြောင်းမှာ तू ခုအခုအင်တာဗျူးမှာထည့်ပြောသွားတယ်ပေါ့နော်အဲ့တော့ကလပ်အသင်းတွေအားပြိုင်မှုတွေနိုင်ငံအသင်းတွေယူလာတာဖြစ်ခဲ့တယ်ဒီကျွန်တော်ဆိုရင်လည်းကလပ်အသင်းအတွက်တကယ်နှလုံးသက်ဖို့လမ်ပတ်တို့ဆိုလည်းနှလုံးသက်ဖို့ အဲ့နှလုံးသွေးပိုးနှစ်ယောက်ကအင်္ဂလန်အသင်းမှာတွဲပြီးတော့ကစားလို့မရခဲ့ဘူးပြီးတော့ဒါဖိုင်ယန်လည်းပြောတာဆိုရင်ကလပ်အသင်းရဲ့ပြန်ဆိုင်မှုတွေအကြီးမားလွန်းတယ်ကြီးမားလွန်းတဲ့ခါမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့လည်းဟဲဟပပမရှိဘူးတိရောတိနေတယ်ဒါပေမဲ့ဥပမာကျွန်တော်တို့အရင်ဒီဆုံးအခြေအနေတွေဖြစ်သွားကြတာဘယ်လိုအခြေအနေမှာဖြစ်သွားကြရလဲဆိုတော့ကျွန်တော်အားနည်းချက်တွေကိုကျွန်တော်ရဲ့လိုအပ်ချက်တွေကိုဘာဖီလ်တာမှမခံဘဲနဲ့မျှဝေနိုင်တယ်ဆိုရင်ဒါအရင်ဒီဆုံးအခြေအနေဖြစ်သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့အရာတွေမလုံနိုင် ဘာလို့ဆိုပြန်ဆန်မှုတွေခံနေရပြန်ဆန်မှုတွေခံနေတဲ့အခါမှာဒီအားနည်းချက်တွေလိုအပ်ချက်တွေကိုယ့်ရဲ့အပြစ်အနာအစာတွေဒီအရာတွေကိုမျှဝေခြင်းမပြုတ်လုံနိုင်မပြုတ်လုံနိုင်တဲ့အတွက်ခုနအရင်ဒီဆုံးဆိုတဲ့အခြေအနေအရင်ဒီဆုံးမဟုတ်တော့ click ဖြစ်သွားတဲ့အခြေအနေကိုကျွန်တော်တို့မရရှိဘူးပေါ့နော်အဲ့တော့ Ferdinand တင်ပြခဲ့တာကအဲ့ဒီအကြောင်းပေါ့အဲ့တော့အဲ့ဒါကြီး filter တွေခံနေတဲ့အခါမှာသူဟာလေ Liverpool အသင်းရဲ့ကစားသမားမဝေမျှရဲ့ ်ချဲစီအသင်းရကောင်နဲ့ငါ့ကိုဘလို့ထင်မလဲငါတို့လိုအပ်ချက်တွေသိသွားမလားဆိုတာမျိုးဖိုင်နန်တွေးခဲ့ဘူးတယ်တွေးခဲ့တဲ့အကြောင်းကိုလည်းပြောပြခဲ့တယ်ပြောပြခဲ့ပြီးတော့နောက်နှစ်တည်နေငယ်ကြားတဲ့အချိန်မှာဘာလို့လိုအပ်ခဲ့တယ်လဲဆိုပြီးပြန်စဉ်းစားတဲ့အခါမှာငါဒါရီဒါရီလိုအပ်ခဲ့တယ်။ငါကလပ်အသင်းကိုငါအရင်ဦးစားပေးခဲ့တဲ့အတွက်ဒီအချက်တွေစိတ်ပိုင်းဆိုင်ရာအရာလိုအပ်ချက်တွေရှိခဲ့ပြီးတော့ဒီလိုအပ်ချက်တွေကအင်္ဂလန်အသင်းရဲ့အဝယ်လဲကမ်းကိုစိတ်သုံးစေခဲ့တယ်။ရင်းနှီးမှုပျောက်ဆုံးစေခဲ့တယ်ဆိုပြီးတော့သူတုံ့တက်ခဲ့တယ်။တခြားပြန်စဉ်းစားကြည့်တော့ကျွန်တော်တို့ ကိုယ်တိုင်လည်းဒါနိုင်ငံကျော်လရွေးစင်တွေလည်းမဖြစ်ခဲ့ဘူးဘောလုံးဒီအဝစ်လဲကန်းဆိုတဲ့အရာတွေလည်းရင်းနှီးကြတာတော့မဟုတ်ဘူးစားတွေ့ပဲရင်းနှီးရပါဘောเนาะဒါပေမဲ့ကိုယ်တိုင်ရဲ့ဒီပတ်ဝန်းကျင်နဲ့ပြန်ပြီးတော့ချိန်ဆက်စဉ်းစားကြည့်တဲ့အခါမှာလည်းဒီအချက်တွေကတော်တော်လေးအတိတ်ပဲရှိနေတာကိုတွေ့ရတယ်ပြီးတော့ဘောလုံးဆိုတာကကျွန်တော်တာမန်ရုပ်လုပ်ငန်းတစ်ခုထက် team work ကိုပို့လို့တယ်ဘောเนาะ team work ကအချိန်တိုင်းအချိန်တိုင်းစက္ကန့်တိုင်းစက္ကန့်တိုင်းမှာလို့တယ် team work ကဒီအသင်းရဲ့အလုပ်ကို plus အနေထားနဲ့မဟုတ်ဘဲနဲ့ multiplicative အမြောက်အနေထားနဲ့ဆောင်ရွက်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီအရာတွေအကုန်လုံးပျောက်ဆုံးခဲ့တယ်ဒါပေမဲ့တခုတော့ရှိတာပေါ့လေဒီနောက်ပိုင်းမှာအဲဒီသူတို့ရဲ့ကြာဆုံးမှုအတွက်အကြောင်းပြချက်ကောင်းတစ်ခုရရှိသွားလာပေါ့ဒီရွှေရောင်မျိုးဆက်ကစားသမားတွေကအဒီတစ်ချက်တော့ကျွန်တော်တို့ပြန်တွေးစရာရှိတယ်ပေါ့နော်အဒီအကြောင်းပြချက်ကမှန်တော့မှန်လားမဲ့တစ်ချက်တည်းရှိဒီအကြောင်းပြချက်ကိုပြန်ပေးနေရလားဆိုတော့တစ်ချက်ပြန်စဉ်းစားရမယ်တခုလည်းတော့မဟုတ်ဘူးကျွန်တော်ကဒီတခုလည်းကြောင့်ကြာရှုံးရတယ်ဆိုတော့ကျွန်တော်လုံးဝလက်မခံ ကျင်ဘူးပေါ့နော်လက်မခံလဲလက်မခံတင့်ဘူးလို့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအင်္ဂလန်အသင်းရဲ့ဒါနေပြည်တော်ဘိုင်းဆိုင်ရာတိုးတက်မှုတွေမရှိခဲ့တာပြုလဲပြင်လဲမရှိခဲ့တာပြီးတော့ခုနပြောတဲ့ကစားသမားတွေမဟုတ်ဘဲနဲ့တိတ်ပြီးတော့ပြောလို့မရှိတဲ့ကစားသမားရှိတယ်ဒေးဗစ်ဘက်ခမ်းဒေးဗစ်ဘက်ခမ်းကအင်မတန်အရေးပါတဲ့ကဏ္ဍမပါဝင်တယ်သူကအင်္ဂလန်အသင်းကောင်းဆောင်လည်းဖြစ်တာတကယ်တော့ဥပမာကျွန်တော်တို့2000အဲဒီ2006ကမ္ဘာဖလားကိုကြည့်မယ်ဆိုရင်ဒါရွှေရောင်မျိုးဆက်ကစားသမားတွေစုဖွဲ့ထားတယ်ပေါ့နော်အဲ့တော့ခန်းစစ်မှာဒါ အလဲမှာ Terry နဲ့ Final ထိုင်နေဘဲမှာ Ashley ကို Nyama Gary Nevels ပြီးတော့ဒီကျွန်တော်ရှုံးတွဲအဆင့်တွေရောက်တဲ့အခါမှာ little little ပုံစံသုံးခဲ့တာကျွန်တော်မြင်တွေ့ရလိမ့်မယ်အဲ့တော့ဒီ scores နဲ့ sorry ဒီ Lampard နဲ့ Jorra တွဲလို့မရဘူးဆိုရင် Lampard နဲ့ Jorra နောက်မှာ Curry ထိုင်ပြီးတော့တွဲကြည့်ပါလားဆိုတဲ့ပုံစံအဲ့တော့က Erison သုံးခဲ့တယ်အဲ့ပုံစံကိုဒီ Ecuador နဲ့ပွဲမှာမမေရ Curry ကို little little ရဲ့ဒီ single pivot နေရာမှာ Curry ကိုသုံးခဲ့တယ် quarter Portuguese နဲ့ပွဲမှာ Hargreaves ကိုသုံးခဲ့တယ်ဒါမှမအောင်မြင်ပါဘူး ဲ့တော့အဲ့ဒီပုံစံနဲ့အကုန်လုံးမှာကျွန်တော်ရိုးရိုးရှင်းရှင်းတွက်ကြည့်မယ်ဆိုရင်လီဗာပူးမှာရာဖာဗနီဒက်စ်ကဂျရက်ကို pivot မှာမတုံးရင်မတုံးရဘူးသူဒါသူကိုယ်တိုင်ပြောခဲ့တာမဟုတ်လားသူ့ရဲ့အယူဆသူက Sakian School လာတာဖြစ်တဲ့အတွက်သူကဂျရက်ကို holding အဖြစ်မယုံကြည်ဘူးနောက်ပိုင်းမှာလာဂျရက်ကစားနိုင်တာကစားနိုင်တာဒါ Sakian ကမယုံကြည်ဘူး maybe Erison လည်းမယုံကြည်တာဖြစ်ကောင်းဖြစ်မယ်လမ်ဖတ်ကြတော့အဲ့ညာမှာပို့ပြီးတော့ကစားနိုင်တယ်အဲ့တော့ ကာရစ်လမ်ဘတ်ကိုတပယ်ပစ်ဖို့ထွဲပြီးတော့စတီဗင်ဂျာရက်ကနံပါတ်10မှာကစားတာမျိုးသုံးလို့ရတယ်အင်္ဂလန်အသင်းရဲ့အဲအယိုးရှင်ဆုံးအလွယ်ကူဆုံးဒီလန်တစ်ခုပေါ့နော်ဒါပေမဲ့ဘာလို့မသုံးလဲဆိုတော့ဒေးဗစ်ဘက်ခမ်းအဲ့လေးနှစ်3တည့်ရညတော်မှာမကစားတတ်ဘူးဒေးဗစ်ဘက်ခမ်းလေးလေးနှစ် flat တစ်ခုတည်းကိုပဲကစားတတ်တာသူ့ရဲ့ကစားသမားဘဝတက်လျှောက်မှာအဲ့ဒီအချက်ကိုကျွန်တော်တို့တင်းတင်းချာချာမြင်တွေ့ရတယ်သူကကွင်းလေထဲမှာကစားတတ်တယ်တောင်းမှာကစားတတ်တယ်ဒါပေမဲ့လေးနှစ်3တည့်ရတောင်းမှာကစားမှာ type လုံးဝမဟုတ်ဘူးအဲ့ဒါနဲ့ လျော်ကြီးရဲ့ technical skills မရှိဘူး။ तू အလိန်ခောက်တမမဟုတ်ဘူး။ तू အလုပ်ကြိုးစားမှုရှိတယ်၊စီကံကောင်းတယ်၊ passing နဲ့ crossing အရင်ကောင်းတယ်။ဒီအချက်ကို तू ကသုံးတာပေါ့နော်။အဲ့တော့လင်းနဲ့သုံးတဲ့တောင်းမှကစားသမားလည်းအဲ့အရာမလုပ်ဘူး။အဲ့တော့ဒီအချိန်လေးမှာဒါစဉ်းစားကြတစ်ချက်ရှိတယ်။ပြီးတော့ Michael Owen Michael Owen က long strike ကလုံးဝမကစားတတ်ဘူး။ तू ကစားရရင် तू အနည်းငယ်တိုင်ပတ်တယ်။အဲ့တော့ ဒီအချက်နှစ်ချက်ကလည်းအမြဲတမ်းအရေးပါတယ်ကဏ္ဍအနေနဲ့ပါဝင်တယ်ကျွန်တော်လည်းဒါမှမချခဏတော့ဒါထည့်သွင်းတင်ဆက်ပေးလေးရှိတယ်ပေါ့နော်အဲ့တော့အကျယ်ပြောထားတဲ့ topic တွေတော့ရှိပါတယ်အဲ့ဒီမှာကြည့်ရှုနိုင်ပါတယ်အခုကတော့ဒါအဲဒီ Jared ပြောတဲ့ဇကားကိုအခြေတည်ပြီးတော့ဒါထပ်ပြီးတော့စဉ်းစားတာပေါ့နော် Jared ပြောတဲ့ဇကားကတော့အမြဲတမ်းကြီးမားတဲ့ပင်မရှင်မြင့်အနေနဲ့ဒီအသင်းထဲမှာရှိနေတယ်လို့ကျွန်တော်ကတော့ယူဆတယ်အင်္ဂလန်အသင်းရဲ့ရွှေရောင်မျိုးဆက်ရဲ့အကြရှုံးခြင်းအတွက်အရေးပါတဲ့အရာဖြစ်ယူဆတယ်နောက်ထပ်ချိတ်ဆက်နေတဲ့ အယူအဆတွေဖြစ်ခုနနေပြူအပိုင်းဆိုင်ရာတွေကိုကျွန်တော်ထည့်သွင်းပြီးတော့ဒါအဆင်းကိုစဉ်းစားရမယ်ပေါ့နော်ပြီးတော့လူရွေးချယ်မှုပေါ့တယ်ရီယာဆိုရင်ပြောဘူးတယ်ပေါ့နော်နီးပြားကလူတာပေါ့နော်ငါတို့ရဲ့နီးပြားတွေထဲမှာကြရက်ဒါမှမဟုတ်လမ်းပတ်တရားကိုခောက်ထားတယ်ကွာဆိုပြီးလုတ်ရဲတဲ့နီးပြားမရှိဘူးဆိုပြီးတော့ပြောခဲ့တယ်ဒါဟာလည်းအမှန်တကယ်မှန်ကန်နေတဲ့အရာဖြစ်တယ်ပြီးတော့ကြရက်နဲ့လမ်းပတ်ကနှစ်ယောက်တွဲပြီးတော့အဲ့2000နဲ့2010ကြားမှာနှစ်ယောက်တွဲပြီးတော့ ကစားတဲ့ကွင်းလယ်တစ်ခုထဲမှာကစားနိုင်တဲ့စွမ်းဆောင်ရည်ဒါစွမ်းဆောင်ရည် performance နဲ့မဆိုင်ဘူးသူတို့ရဲ့ type နဲ့ဆိုင်တာပေါ့နော် A type မဖြစ်ခဲ့ဘူးမရှိခဲ့ဘူးပြီးတော့နိုင်ငံပွဲတွေဆိုတာကကလပ်ပွဲတွေနဲ့မတူဘူး legend ချိန်နဲ့ပါတယ်အဲ့တော့ဒီ style ဒီနှစ်ယောက်တွဲကစားဖို့အတွက် legend ချိန်ပုံစံကြဖို့အတွက် legend ချိန်အဲ့ဒါတွေလုံးဝမရရှိဘူးအဲ့တော့အဲ့ဒီအချိန်တော့ကတော့ကျွန်တော်ကျွန်တော်အနေနဲ့လည်းဘောလုံးပွဲတွေကိုအခုလောက်ထိဒါ အသေးသေးကြာကြာမကြည့်တတ်သေးဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီပွဲတွေရဲ့ report တွေကိုကျွန်တော်ပြန်ဖတ်တယ်ပေါ့နော်ပွဲကြီးလည်းပြန်ကြည့်တဲ့အခုချိန်မှာ report တွေကိုပြန်ဖတ်တယ်အဲ့တော့အင်္ဂလန်အသင်းရဲ့အာဒီ behind the midfield line မှာအပေါက်တွေအများကြီးအများကြီးရှိတာကိုကျွန်တော်မြင်တွေ့ရတယ်အဲ2008 2009လောက်တည်းကိုရှိနေတုံးပဲအဲ့တော့ခရိုအေးရှားနဲ့ပွဲထင်တယ်2008တုန်းကတော်တော်လေးခရိုအေးရှားနဲ့ဆိုတာဒါချစ်စစ်ပွဲအင်္ဂလန်အင်္ဂလန်အစင်မပြေခဲ့တဲ့ယူရိုချစ်စစ်ပွဲပေါ့နော်အဲ့တော့အဲ့အပေါက်တွေအများကြီးပဲ ဲ့တော့မကစားအောင်မကစားတတ်တာအဲ့အတန်းလိုက်ပုံစံနဲ့အဲဒီအဲ့ခင်မှာအထက်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 ကစားတဲ့ပုံစံတွေဖြစ်နေပြီပေါ့နော်အဲ့တော့အဲ့ဂျရန်နဲ့လည်းပဲအဲ့လောက်လုံးဝတွဲမရခဲ့တော့ကျွန်တော်တို့ဟိုမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီရွှေရောင်မျိုးဆက်ကြီးဘာလို့ကြာရှုံးခဲ့ရတယ်လဲဆိုတော့အထက်မှာအเจ้าချင်းရည်တော့အများကြီးရှိတယ်အဲ့တော့ခုနလိုပဲလေ့ကျင့်ကျင့်ရနေပါတယ်နေပါတဲ့ခါမှာဘာသွားပြီးတော့အရေးကြီးလဲဆိုတော့အများနဲ့တသွေးတသားလေးကြာနေခြင်းပေါ့နော်အများနဲ့တသွေးတသားလေးကြာနေခြင်းကတော်တော်လေးအရေးကြီးတယ် တော့အဲ့ဒီဟာကိုမရှိနေဘူးဒါအခုကျွန်တော်တို့ပြောတဲ့စကားနဲ့ပြန်ပြီးတော့ကျွန်တော်ညီကုန်းပြန်ကြောက်အောင်မယ်ဆိုရင်ခုနအရာတွေမရှိနေဘူးမရှိနေရင်တောင်မှတရားနဲ့တရားနဲ့စီးလုံးညီညွတ်မှုရင်းနှီးချစ်ခင်မှုအပြည့်အဝရှိနေရဆိုရင်မိသွားမယ်ဘာလို့လဲဆိုတော့ကစားသမားကောင်းနေဖြစ်နေတော့မိသွားနိုင်တယ်မိသွားနိုင်ချေအရင်များတယ်ဒါပေမဲ့အဲ့ဒါပါမရှိတဲ့အတွက်နောက်ဆုံးကောက်ရိုးတမြင်ကြီးပါပျောက်သွားတယ်ဆိုတဲ့အတိတ်ပဲကိုကျွန်တော်ကတော့ကောက်ယူခြင်းတယ်အဲ့လိုမျိုးတွဲကစားသက်ကြလို့အင်မတန်ကောင်းနေတဲ့အသင်းတွေကျွန်တော်တို့အများကြီးရှိတယ်ဥပမာကျွန်တော်ချီလီ စီလီမာဆယ်လေးဘီယက်ဆာနောက်ကနေဒါဂျော့ဆန်ပါလိုလီတို့အထိတောက်လျှောက်ကြီးလိုက်မယ်ဆိုရင်တော်တော်လေးကိုမိနေရတွေ့ရတယ်ထက်တစ်တွေပြောင်းသွားပါစေသူတို့တော်တော်လေးမိနေဘာလို့လဲဆိုတော့ဒီကစားသမားတွေပွဲ90 60တွဲကစားလာတယ်ကစားသမားတွေကြီးပဲပြီးတော့ခုနလိုမျိုးအင်္ဂလန်မှာတော့အဲ့လိုပွဲ90 60ကစားတဲ့ကစားသမားတွေတောင်တောင်တောင်မတည့်ဘူးခုနချီလီအသင်းတို့ဒါမှမဟုတ်ဥရုဂွေးအသင်းတို့လည်းကြည့်လို့ရအော်စကာတာဘာရက်စ်နဲ့တောက်လျှောက်ဆိုလို့အဲ့လိုပုံစံမျိုးကိုပိုင်ဆိုင်ခဲ့တယ်ခရိုအေးရှားအသင်းကိုကြည့်လို့ရခရိုအေးရှားအသင်းဆိုလည်း တခြားသားသမားတွေကပြောင်းအောင်ခိုးတွေကဒီပုံစံဒီအထိုင်ထဲကနေသွားနေဆိုတော့မြင်ရတယ်အဲ့ဒါရအကျိုးကျေးဇူးတွေလည်းအများကြီးရှိတယ်ပြောရင်ပြောရင်ပြောသလိုမကုန်ဘူးပေါ့နော်အဲ့တော့အဲ့ဒီ click ဖြစ်ခြင်းကအရင်အရေးကြီးရလို့ကျွန်တော်ကတော့ဒါယူဆတယ်ဒါဒီလိုယူဆရခြင်းအတွက်လည်းအခုဒါ jerat နောက်ဆုံးအနေနဲ့ပြောကြလိုက်တဲ့စကားကိုကျွန်တော်ဒါကျွန်တော်တို့ခုတ်လုတ်ချင်တယ်ပေါ့နော်ဒါတော်တော်လေးအရေးကြီးရလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီစကားကိုလည်းဒါ အရင်ကကျွန်တော်ဖာဒီနန်ပြောခဲ့ကြအောင်လဲကျွန်တော်ဒီဗီဒီယိုထဲမှာတင်ပြခဲ့ပြီးပြီးတော့ဒါ Terry တို့လည်းပြောခဲ့တယ် Lampard လည်းဒါ Lampard လည်းဒီအကြောင်းကိုပြောခဲ့တယ် Owen ကတော့မပြော Owen က Tactics ကိုသူပြောခဲ့တယ်၃၅နှစ်ကအဆင်ပြေနိုင်မယ်လို့တော့သူတင်ပြခဲ့တာမျိုး Talk Talk Sport နဲ့ထင်တယ်သူပြောခဲ့တာမျိုးကျွန်တော်ကြားဘူးလေအမြင်ဘူးလေပေါ့နော်အဲ့တော့အဲဒီ Jared ရဲ့နောက်ဆုံးပြောကြလိုက်တဲ့စကားလေးနဲ့ဒါ English ရောမျိုးဆက်ကြားဆုံးခြင်းအကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ